ရယ်ကျောင်းတော်ပေါ့ဒီနေ့တင်ဆက်ပေးသွားမယ့်တရင်ကတော့အေယာဝတီတိုင်းရေချီမြို့နယ်ငတိုင်းကျောင်းနဲ့စေမိုင်ခန့်တာဝဲတဲ့အမြောက်တပ်၃လအနီးမှာကျမ်းမတ်စစ်ကောင်စီနဲ့အရက်ခေါ်တတော်အေဦးဆောင်တဲ့တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့တွေကြောင့်တိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားခြင်းပါတယ်ခင်ဗျာအေယာဝတီတိုင်းရေချီမြို့နယ်ငတိုင်းကျောင်းနဲ့စေမိုင်ခန့်တာဝဲတဲ့အမြောက်တပ်၃လအနီးမှာ ချမ်းဘက်စစ်ကောင်စီနဲ့အရခတ်တပ်တော် A ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြောင့်တိုက်ပွဲပြင်းထန်နေလို့စစ်ရေးတရင်ရင်းမြစ်များထံမှတရင်ရရှိပါတယ်။အရခတ်တပ်တော် A ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဟာအမြောက်တပ်၃လေးကိုဥရီပြီးစင်အားဖြင့်ခြိတက်လာတဲ့အတွက်ကြောက်ထုတ်လို့ရေးကွင်းဖက်မှာလေတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပေါ်နေကြောင်းဒေသခံများကဆိုပါတယ်။ ကျမ်းဖတ်စစ်ကောင်စီကရင်နသာလမ်းဆောင်နဲ့လက်ပတ်ရော်ဖုံးကြီးချောင်းမှာအရာရှိအပါဝင်ကျမ်းဖတ်စစ်ကောင်စီတသား15ဦးစီကအတင့်နေတာတက်ချထားပါဆက်ဆက်ရော်ရော်နဲ့ကောက်ကွက်ကြီးဖက်ကိုလည်းစစ်ကားနှစ်စီးအပြစ်စစ်ကူအင်အားများပို့ဆောင်ထားကြောင်းသိရပါတယ်ပြီးခဲ့တဲ့ဇွန်လ26ရက်ကစတင်ပြီးအကျမ်းဖတ်စစ်ကောင်စီဟာဒရုန်းများနဲ့ကင်းထောက်ကဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတဲ့အကြောင်းဂျမ်းဘက်စစ်ကောင်စီကအမြောက်တပ်၃လဲအတွင်းအမြောက်ပြောင်းများထံကအနီးကပ်ပြစ်ခတ်ကကွနေရတဲ့အနေအထားရှိရလို့သိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့ညနေပိုင်းကလည်းပန်တော်ကြီးရဘက်ကဂျမ်းဘက်စစ်ကောင်စီကလေကြောင်းကနေလေကျင်တပ်မင်းဘုံကျဲတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးများလေးပြစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ ။တိုင်းချောင်းမြို့နယ်မှာရှိတဲ့တင်းနုကွန်စော့ပြကြားကိုက်ကွင်းများကို Arrecorded တော် AA ဥဆောင်တဲ့တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့များကတင်းပိတ်ထင်းချုပ်ထားတာကြောင့်ယခုဇွန်လတွင် ချမ်းဘက်စစ်ကောင်စီဟာပသိမ်မုံရော်လမ်းမကိုပြန်လည်စုမိုးနိုင်ရတဲ့အတွက်ထိုးစစ်ဆင်လာတာကြောင့်တိတ်ပိုးတွေဖြစ်ပေါ်နေကြောင်းသတင်းရရှိပါရသည်။ ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလအတွင်းကအာရခတတော်အေယံဂွမြို့ကိုတင်ပိတ်ပြီးနောက်ဂွမြို့နယ်ဆက်ဆက်နေတဲ့ငတန်းချောင်းမြို့မြောက်ဆန်းရွာအမြောက်တပ်3လေးကိုအကြမ်းဖက်စစ်ကောင်စီကတပ်ကူအင်အားများတိုးချစ်ချထားခဲ့ကြောင်းသိရပါတယ်။အာရခတတော်အေနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကရစ်ကြီးမြို့နယ်ဆက်ဆက်နေတဲ့ဂေါငတန်းချောင်းကားလိုင်းပေါ်ကဗေဒဂိတ်အပါအဝင် အကျံဘက်စစ်ကောင်စီရဲ့စစ်ကမ်းအကျုပ်ကိုပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းကစတင်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြီးယခုလက်ရှိမှာလည်းအမြောက်တပ်၃လေးကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပါတယ်။ဒီနေ့တင်ဆက်ပေးရတဲ့သတင်းကတော့အေယော်ဒီတိုင်းဂျေချီမြို့နယ်ငတိုင်းချောင်းနဲ့စေမိုင်ခန့်တာဝေးတဲ့အမြောက်တပ်၃လေးအနီးမှာအကျံဘက်စစ်ကောင်စီနဲ့အရခတ်တပ်တော် AA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရတာဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းများကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြားချင်ပါတယ်ခင်ဗျခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျ